ဘောဇူလန်ကိုတည်လားဒီနေ့မှာတော့ကျွန်တော်ကကြောင်းလာကြောက်သူကြီးလေးညီမလေးတွေဘောဇူလန်ကိုတည်လားဘောဇူလန်နဲ့ဘယ်ချိန်မှာစာရေးလောက်ကြလဲဆိုတော့ချက်တော့လိုက်မကြည့်အောင်တိပါရဲခင်ဗျာတိပါ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 ဟာတိပါရဲဟောဝါစုတန်းကိုပါဟုတ်တိပါ စာသင်တဲ့ application တစ်ခု learning application တစ်ခုအဲ wazolan ဆိုတာကတော့ကျွန်တော်တို့ကျောင်းမှာနားမလည်တဲ့ခါတွေတို့အဲဒီကျောင်းသင်ခန်းစာနဲ့ပတ်သက်တာတွေအတွက်လူငယ်တွေအတွက်လေ့လာဖို့အတွက်အကောင်းဆုံး application တစ်ခုလို့ကျွန်တော်ချလာမယ်ကျောင်းစာတွေကိုပြန်ပြီးတော့လေ့လာလို့ရအောင်စာလေ့လာဖို့ထပ်ထားတဲ့ application ဟုတ်ပါ wazolan ဆိုတာပေါ့နော်ကိုနားမလည်စာတွေကိုကိုအားရအချိန်မှာပေါ့နော်အလွယ်တကူပြန်ပြီးတော့လေ့လာလို့ရတဲ့ဒါ app တစ်ခုလို့ပြီးထားပါရှင်ဟုတ် ဘာဆိုလဲဆိုတာပေါ့နော်လက်ဆိုင်ရာဘာသာရချင်းတစ်ခုကိုအဲ့ဒီအတွေ့အကြုံရှိတဲ့ဝိုင်းရင်ဆရာဆရာမတွေကအာသင်ကြားပို့ချပေးတဲ့ application တစ်ခုလို့မြင်ပါတယ်ခင်ဗျာဒီနေ့အတွင်းဆိုရင်တော့အမ်အအကောင်းဆုံးပညာအမေပေါ့ဗျာအကျောင်းရောဆွမ်းလမ်းကိုအဲကျောင်းသားတွေအတွက်အများကြီးထောက်ပံ့ပေးရဲ့ application တခုပေါ့ကျွန်တော်စာရေးလေးလာရတယ်ကွန်ပျူတာတွေဘာသာစကားတွေအဲလိုပညာနဲ့ပတ်သက်တဲ့ဟာတွေလေ့လာခွင့်ရတဲ့ application တခုလို့ရှင် မဟိုဒီစာလုံးချိန်နည်းနည်းပိုင်းနေတယ်ညပိုင်းစာလုံးလက်ချိန်တုံးချိန်ကျွန်တော်တော့အားလက်ချိန်စာဝဝနာနီတုံးလို့ရှိပါတယ်အဲစာနားမလည်တဲ့အချိန်လိုစာမွေးနေတဲ့အချိန်လိုတို့ဖြစ်တယ်။အဲသူ့လိုပဲစာများတဲ့အချိန်လိုစာမွေးနေတဲ့အချိန်လိုဆိုပြန်ကြည့်ဖြစ်တယ်ဒီလိုတွေ။အဲပုံမှန်ပြဆိုရင်တော့ဒီမနေ့ပိုင်းကြောင်းတက်ပြီးရောညနေပိုင်းအိမ်မရောက်တဲ့ခါကျတော့ကြည့်ပြတာပါ ကျောင်းကနေပြန်တဲ့ချိန်လေးဆိုရန်ကြီးဖြစ်တယ်ဗျာ။အဲအချိန်တွေကအဲ့ဗီဒီယိုကြီးကြည့်ပြီးတော့လုတ်ဖြစ်တယ်ဗျာ။ညနေပိုင်းစပြန်လုတ်တဲ့အချိန်ပြီးတော့ဆောင်းဝဲနေတဲ့အချိန်တွေမှာပို့ပြီးတော့ကြည့်ဖြစ်တယ်။ဟုတ်ဒီမှာရောဒီညဘက်ပေါ့နော်ကိုစိုင်းလုံးနေတဲ့အချိန်မှာနားမလည်အပိုင်းလေးရှိလို့ရှိရင်ဝါဆိုလဲအောင်အသုံးပြုလို့ကြည့်ပါရှင်ကျွန်တော်နေတိုင်းလိုလုပ်ဖြစ်တယ်ဗျအဲကြောင်းပြန်နဲ့အိမ်မှာအားတဲ့အချိန်မှာအားရင်အားတယ်လို့စာရီပြန်လေ့လာကြရတယ်လို့ကြည့်ကြတယ်စိုင်းဝဲနေရင်တော့အချိန်တိုင်းနေပါဘူးဆာလုပ်တဲ့အချိန်ကြည့်ကြတယ်ဘာဖြစ်ဖြစ်တော့အခြေစစ်တင်ပါတယ်